နှစ်ပေါင်းနေရာကျော်ဖုံးပြီးနေလာတချိန်ချင်းတောက်ခဲ့တယ်။ဗကန်အင်ပါယာနိုင်ငံတော်ကြီးဘာကြောင့်ပြိုကွဲသွားတာလဲ။နန်းတွင်းမှာဘသူတွေကအာနာအတွက်လက်ကွက်တွေပြုတ်ခတ်ကြတယ်လေ။ဒီရှေးအောင်သမိုင်းနေတဲ့အကြောင်းအရာတွေကိုကျွန်တော်နဲ့အတူရှင်းပြကြည့်ကြလို့ဒီဗီဒီယိုလေးကတော့ Grade 7ကျောင်းသားကျောင်းသူတွေနဲ့တမိုင်းကိုစိတ်ဝင်စားတဲ့လူတိုင်းတွေပဲဖြစ်ပါတယ်။ ကံခက်နောက်ပိုင်းမှာဗရိသရစ်နိုင်ငံငယ်လေးတွေပေါ်ပေါက်လာရတဲ့အကြောင်းကိုဇလန်းလေးတစ်ပုဒ်လိုပြောပြသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုပြောဖို့အတွက်ဗူရီယိုသုံးပုဒ်လောက်ပါမှပြည့်စုံမယ်လို့ခန့်မှန်းထားပါတယ်။အခုဗူရီယိုမှာကတော့နရတေယပရိမင်းထီးနန်းဘလို့ရရှိခဲ့တဲ့လဲဆိုတဲ့သမိုင်းဆိုင်ရာအချက်လက်တွေကိုတင်ပြပေးမှာဖြစ်ပါတယ်။သမိုင်းကိုသင်ယူရင်သင်ငန်းစာယူတတ်ဖို့လည်းဖြစ်ပါတယ်။ သမိုင်းတွေကမားခေတာတွေကိုသင်္ကန်းသာယူမှန်တာတွေကိုအားကျအတူယူနိုင်ဖို့ရည်ပဲထားပါလေကဲဒါဆိုရင်ပကံခိရဲ့နောက်ဆုံးကာလရေစီကိုကျွန်တော်တို့ခီးထွက်လိုက်ကြအောင်ပါပကံခိနောက်ပိုင်းအကြောင်းကိုပြောမယ်ဆိုရင်နာရတိယပတိမင်းရဲ့အကြောင်းကနေစပြီးပြောရပါလိမ့်မယ်ဒီဘရင်ကြီးဟာပကံအင်ပါယာနိုင်ငံတော်ကြီးနဲ့ပြောရင် နောက်ဆုံးမင်း ဗကံမင်းဆက်နေနဲ့ပြောမယ်ဆိုရင်တော့မင်းဆက်55ပါရှိတဲ့အနေမှာ52ပါမြောက်မင်းဖြစ်ပါတယ်။သူပြီးတဲ့နောက်သူ့ရဲ့သားတော်ကြောသွားမြေးတော်စွန်းနဲ့မြစ်တော်စွန်းမွန်နဲ့တို့အဆက်ဆက်အုပ်ချုပ်ခဲ့ကြပေမဲ့သူတို့ဟာအင်ပါယာနိုင်ငံတော်ကြီးရဲ့မင်းနေမဟုတ်ပဲဗကံရဲ့နေပယ်တဝိုက်ကသာဩတာရှိတဲ့ဗကံမင်းအစင်ပဲရှိကြတော့လို့ပါ။ဒါဟာဗကံမင်းဆက်ရဲ့နောက်ဆုံးအချိန်တွေပဲ ဖြစ်ပါတယ်မင်းကြီးရဲ့ဖခင်ဥဒနာမင်းကြီးဟာ သူ့နှ ਾਇ ရမဆန်ခင်ကလေးကသူ့ရဲ့တားတော်တစ်ပါးဖြစ်တဲ့တရားသူမင်းသားကိုအင်းရှိမင်းသားအဖြစ်ခန့်အပ်ထားပြီးဖြစ်တဲ့အတွက်နရတိဟပတိဟာဘလို့မှထိနိုင်ရဖို့မဖြစ်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ် တော်ချင်းအတူတူအရှိဇံဘလို့ရွေးချယ်သလဲဆိုတဲ့စီမင်းကိုသိရှိဖို့အတွက်မိဖုရားတွေရဲ့အဆင့်ကိုကြိုတင် သိရှိထားမှာဖြစ်ပါလိမ့်မယ်။ပကံခက်မှာဘရင်ကမိဖုရားတွေအများကြီးရှိခဲ့ပေမဲ့ရာထူးအဆင့်တွေခွဲထားပါလေတဲ့။တောင်နန်းဆံမိဖုရား၊ညောင်နန်းဆံမိဖုရား၊အလယ်နန်းမိဖုရားနဲ့အနောက်နန်းဆံမိဖုရားဆိုပြီးရာထူးအဆင့်တွေခွဲထားပါလေတဲ့။အဲ့ဒီထဲမှာ တောင်နန်းဆံမိဖုရားကပဲမိဖုရားခေါင်းကြီးဖြစ်ပြီး သူတယောက်ကပဲညီလာခံတွေမှာဘယင်နဲ့အတူပလင်ဘဝတက်ခွင့်ရတဲ့အစဉ်မျိုးပဲဖြစ်ပါတယ်။အခြားနန်းနေရေးနဲ့တိုင်းရေးပြည်ရေးတွေမှာဘယင်ကိုအကြံပေးနိုင်တဲ့အခြေအနေမျိုးလည်းသူ့မှာရှိပါတယ်။ဘယင်ကလွှဲထားတဲ့အချို့ကိစ္စတွေမှာဆိုသူကိုယ်တိုင်တောင်ဆုံးဖြတ်ချက်ချနိုင်တဲ့ယာတို့မျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ဘယင်ကသူ့ရဲ့အကြီးချင်းကိုယုံကြည်မှုရှိဖို့တော့လိုအပ်ပါတယ်။ တောင်တန်းသမီးပြားကြီးဟာအေးအေးဆေးဆေးပဲနေတတ်တဲ့သူဆိုရင်တော့အခြားထက်မြက်တဲ့မိဖုရားတစ်ပါးပါးကိုဘယင်က အချို့တာဝန်တွေလွှဲအပ်ထားတာမျိုးလဲရှိတတ်ပါတယ်။အဲ့လိုထက်မြက်တဲ့မိဖုရားဟာတာဝန်ရှိလာတယ်လို့တာဝန်နဲ့အတူနန်းတွဲမှာဩဇာပါ ရှိလာတတ်ပါတယ်။အဲဒီတော့အင်းရှိဆန်ရွေးချယ်တဲ့အခါမှာမိခင်ရဲ့အစင်တန်းဟာလည်းအရေးပါတဲ့အချက်တစ်ခု ဖြစ်နေတတ်ပါတယ်။နန်းဆန်မိဖုရားကောင်းကြီးရဲ့သားတော်ဟာ အိမ်ရှိတယ်ဖြစ်ဖို့အကောင်းဆုံးအခွင့်အရေးရှိပေမဲ့အခြားမိဖုရားကြီးဒုရီမို့ဩဇာကြီးမတဲ့မိဖုရားတပါးပါရဲ့တားတော်ဟာလည်းအိမ်ရှိတယ်ဖြစ်နိုင်ကြီးရှိနေပါလေတဲ့။တရားသူဆိုတာဥဒနာမင်းကြီးရဲ့တောင်နန်းဆန်မိဖေကောင်းကြီးသုံးလူလာရဲ့တားတော်ဖြစ်တယ်လို့သူကိုယ်တိုင်ဟာလည်းအရေးချင်းရှိတဲ့သူ ဖြစ်တဲ့အတွက်အိမ်ရှိမင်းသားရာထုကို ပြိုင်ပွဲမရှိရရှိလာသူပဲဖြစ်ပါတယ်။နာတရားပဋိယမိခင်အကြောင်း လေလာကြည့်လိုက်ရအောင်ပါဥဒနာမင်းကြီးတိုင်ကန်လက်လေသွားတော့မှာမေတ္တာရွာကဘဘွတ်တဲ့ကြေးရွာသားတဦးရဲ့သမီးဟာအလွန်လက်ပါတဲ့အတွေ့ဘယင်ကတော်ကောက်ပြီးစူလဲထုံမိပြဖြစ်တင်းမြောက်ခဲ့ပါတယ်သူမဟာ နောက်မှာနရတိယပတိရဲ့မိခင်ဖြစ်လာမဲ့သူပဲဖြစ်ပါတယ်မိခင်ဖြစ်တဲ့သူကနာမျိုးနိုင်ုံမဟုတ်တဲ့အပြင်မိပြေခေါင်းကြီးမှလည်းသားတော်တစ်ပါးရှိပြီးသားဖြစ်တဲ့အတွေ့ သူ့ရဲ့သားတော်နရတရားပတိဟာမြို့သားနယ်သားအစင်ပဲရရှိနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။နရတရားပတိဟာဘယင်ဖြစ်နိုင်တဲ့အခြေအနေမရှိပေမဲ့သူကံကောင်းရင်တော့အင်ရှိတန်တရားသူနဲ့နန်းတွင်းရဲ့အဓိကအမတ်ကြီးရာသတညံတို့ဟာမထင်မဖဲပြဿနာတခုဖြစ်ကြပါတယ်။ဒီနေရာမှာ အမတ်ကြီးရဲ့ဓာတ်ပုံကစာအုပ်ကြီးကိုင်နေတော့ပကံခစ်မှာစာအုပ်ပေါ်ပြီလားလို့မမေးကြပါနဲ့အောင်။ ကြောက်စာခစ်ပဲရှိသေးတဲ့အတွက်စာအုပ်မပေါ်နိုင်သေးဘူးလို့ယူဆပါတယ်။ AI နဲ့ပုံထုတ်ခိုင်းတဲ့အခါမှာဒီပုံကအစဉ်အပြေဆုံးဖြစ်လို့တုံးထားရခြင်းဖြစ်ပါတယ်။ခုနဖြစ်သွားတဲ့ပြဿနာကိုဆက်လိုက်ကြတော့။ဘာပြဿနာလဲဆိုတော့နန်းလင်းညီလာခံတစ်ခုမှာအမတ်ကြီးရာသတင်းညာကသူ့ရဲ့အင်ကြီးလက်ပြင်တိုင်းလိုက်တာမှာအင်ရှင်မင်းသားတည့်ရသူ့ရဲ့မျက်နှာကိုဗျံကနေခတ်မိသွားပါတယ်။အဲ့ဒါကိုတည့်ရသူက သူ့လိုအိရှိမင်းသားကိုမလေးစားတာပဲဆိုပြီးအမတ်ကြီးရဲ့အင်ကြီးလက်ဖြင့်ပေါ်ကိုကွန်းသွင်းနဲ့ပြစ်ကနဲ့ထွေးလိုက်ပါတယ်အဲ့ဒီအကြောင်းအရာကိုဆရာမြတ်တန်းတည်းရဲ့ဣဂရီဖွာစောဆိုတဲ့စာအုပ်မှာမင်းသားတော်ရလမ်းမှာအမကြီးကလမ်းမဖယ်ပဲဘယင်ကြီးကိုခါသားနေလို့ကွန်ဒရီနဲ့ထွေးတယ်လို့လည်းပြောကြပါဗျ။ ပကံရသဝင်ဒုတ်ထန်တားထမိပြောရတဲ့ဆိုတဲ့စကားဖြစ်လာတာဟာပကံခိရဲ့တွေ့ရှိပြီးသားကြောက်စာတွေရေးသားထားတဲ့ရသဝင်တွေကိုမူတည်ပြီးတော့ပြောရတာဖြစ်လို့အချို့အကြောင်းအရာတွေဟာအငင်းပွားစရာအယူဆမတူတာတွေညာနိုင်ပါတယ်။အခုဘူလူကိုတော့အမိုင်းဆိုင်ရာနောက်ကဇလန်းတစ်ခုအနေနဲ့ပဲနောက်ဆောင်ပေးဖို့တိုက်တွန်းလိုပါတယ်။ကဲမူရင်းအကြောင်းအရာလေးကိုဆက်လိုက်ကြလို့အင်းကြီးလက်ဖြင့်မို့ကွန်ဒရီနဲ့ထွက်ခံလိုက်ရတော့အမတ်ကြီးအလွန်အင်မတန် စိတ်တူသွားနိုင်ပါတယ်။အရင်လဲဒေါသထွက်နိုင်ပါတယ်။ယာသတင်ညာဆိုတာကလည်းတာမန်လူမျိုးမဟုတ်ဘူးဆိုတော့နန်းတွင်းမှာဩသာကြီးမားတဲ့အပြင်စစ်တိုက်ရာမှာလည်းတိုက်ခိုက်နေပြူဟာတွေကျွမ်းကျင်နေသူမျိုးပါ။နိုင်ငံရေးစီးပွားရေးကိစ္စတွေမှာဘရင်ကယုံကြည်အားကိုးစွာနဲ့အတိုင်းမင်ခံရတဲ့ပုံကူမျိုးပါ။ဒီစီဥစားလက်ကြောဝါပြီးနောက်လိုက်နောက်ပါရှိတဲ့သူဖြစ်တဲ့အတွက်အဲ့လိုလူမျိုးကိုဒီလိုလူကုန်လဲမှာအလုတ်ခံရတော့ ပို့ပြီးတော့ရှက်သွားနိုင်ပါတယ်။ယာသတင်းညာရှက်လွန်းလို့ထွက်သွားတဲ့ဒေါသတွေဟာအပြင်ကိုတော့ထုတ်မပြရဲခဲ့ပါဘူး။ဘာလို့လဲဆိုတော့တစ်ဖက်သူကဘရင်ရဲ့တားတော်အရှိကံဖြစ်နေတဲ့အတွက်သူ့ရဲ့ဒေါသတွေကို မျိုးသိမ့်ထားခဲ့ရပါတယ်။အလိုမျိုးသိမ့်ထားတဲ့ဒေါသတွေဟာအမုန်းတွေအမျိုးတွေအာဃာတတွေဖြစ်သွားခဲ့ပါတယ်။တရသူကဒီလောက်ရကိုလောက်တာတရသူကိုယ်တိုင်က မောက်မှာရိုင်းပြတာလည်းဖြစ်နိုင်တယ် အမကြီးကသူ့ကိုမလေးစားဘူးလို့နဂိုကလေးကအထင်ရှိတာလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုကယာသတင်ညာအမကြီးကိုဘရင်ကမြောက်စားပြီးနေရာပေးလို့မနာလိုတာလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးဖြစ်နိုင်တာတစ်ခုကတော့ယာသတင်ညာအမကြီးကိုမနာလိုတဲ့သူတွေကနေအမကြီးနဲ့ထိတ်တိုက်မတူရဲလို့အင်ရှင်မင်းကိုနောက်ကနေဂုံးတိုက်ပြီးထိတ်တိုက်တွေ့အောင်ပွဲတင်ပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။တရားသူကတော့လူငယ်ပြီးပြီးမိမိပျောက်ပျောက်ပဲ ထားလိုက်ပါတယ်။ငါကိုတချင်ချင်းပြန်ပြီးခလေသားချီမှာပဲဆိုတဲ့စိုးရင်စိတ်တွေပူပန်စိတ်တွေရှိဖို့မပေါ်ခဲ့ပါဘူး။ရှေ့ဆက်ဆက်ပကံနန်းဒီဘရင်ကြီးတွေတိုင်းပြည်အတွက်စီရေးစီဝါရေးနိုင်ငံရေးတွေမှာအမျော်မြင်ကြီးကြီးနဲ့တိဆောက်ခဲ့တီထောင်ခဲ့ကြပေးမယ်။နောက်ကဘရင်တွေဟာဘေးဘူးဘရင်တွေထရှိခဲ့တဲ့နိုင်ငံရေးဩဇာတိုင်းပြည်စီဝါရေးအင်အားတွေပေါ်မှာပဲတာယာပြီးတိုင်းပြည်အတွက် နောက်မျိုးတွေအတွက်တိုင်းသူပြည်သားတွေအတွက်ဘာမှမထူထောင်ပေးဘာမှခြံထားမပစ်ခဲ့ပဲကိုရေးကိုတာကိစ္စတွေမှာပဲအချိန်အတော်များများတုံးခဲ့ကြပါတယ်အဲဒါကြောင့်လဲဗကန်အင်ပါယာနိုင်ငံတော်ကြီးရဲ့နေဝင်ချိန်ကိုမိသတဲ့နီးလာတာပဲဖြစ်ပါတယ်ခင်ဗျာအခုပြောမယ့်အကြောင်းအရာကတော့ဥက္ကနာမင်းကြီးရဲ့အချစ်ဇလန်နောက်တစ်ခုပဲဖြစ်ပါတယ်မြမသမိုင်းမှာအေးပါပြီးမိဖုရားဖွာဆော့ဖြစ်လာမယ့်ဇက်ကောင်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ ာရတိယပရိမင်းကြီးရဲ့ဖခင်ဥဒနာမင်းကြီးဟာပုပ်ပားဘက်ကိုတွားရင်ပုပ်ပားတောင်ကြီးကရွာလေးတရွာဖြစ်တယ်စိတ်ထင်းကမ်းမြူရွာကစောလာဝင်းဆိုတဲ့မြို့သမီးငယ်တူစိုက်ပြို့ထားတဲ့ပန်းမင်ကတပင်နဲ့နဲ့ပန်းသုံးမျိုးပွင့်နေတာကိုထူးထူးဆန်းဆန်းကြားသိရလို့ဘရင်ကိုယ်တိုင်တွားရောက်ကြည့်ရှုခဲ့ပါတယ်။ကြားရှိရတဲ့တရင်အတိုင်းဟုတ်မှန်နေတဲ့အတွေ့အမျိုးသမီးရဲ့အကြောင်းကိုအမတ်ကြီးကိုမေးကြည့်လိုက်တဲ့အခါမှာ မမကြီးကလည်းသူ့စုံစမ်းထားတဲ့အတိုင်းရှောက်တင်လိုက်ပါတယ်။မှန်တော့ပါသူ့အဖေ တောင်သူကြီးလဲထွန်ရင်သမီးဖြစ်သူကိုလဲကွင်းပေးတစ်ပင်ရိတ်အောင်မှာတိတ်ထားနေတော့ငါမွေကြီးတကောင်ကအနေရမပြူပဲကလေးကိုရစ်ခွေပြီးအပြင်းနဲ့အုံမိုးထားတာကိုတွေ့ခဲ့ရပါတယ်။အဲ့လိုထူးဆန်းနေတော့သူ့ရဲ့ဖခင်ဟာရွာဦးဆရာတော်စီတော်ပြီးအကြောင်းဆုံးကိုရှောက်ထားကဘေးရင်စမ်းကြမ်းနဲ့ တွက်ချက်ပေးဖို့ဆရာတော်ကိုလျှောက်တင်တဲ့အခါဆရာတော်ကဒီအမျိုးသမီးငယ်ကြီးလာရင်ဖုန်းတော်ကြီးမဲ့သူဖြစ်လိမ့်မယ်လို့အဟောရှိထားတဲ့အတွေ့ဒီနယ်ကြောမှာဖုန်းကြီးမဲ့မိန်းကလေးလို့နာမည်ကြီးနေကြောင်းမှာဖရာဆိုပြီးလျှောက်ထားလိုက်ပါတယ်နောက်တစ်ခုကလည်းမိဘဖြစ်သူတွေကသူ့အထိုက်လျောက်ပစ္စည်းဥစ္စာကြောဝါသူ ဖြစ်တဲ့အပြင်သမီးငယ်ကလည်းဖုန်းတော်ကြီးမဲ့သူဖြစ်တယ်လို့အဟောရှိထားတော့သမီးဖြစ်သူကို ငငယ်ကလေးကမိမတို့တည်တင်တည်ရတက်တင်တက်ရတဲ့ပညာတွေကိုတင်ပြလေ့လာစေခဲ့တဲ့အတွက်ဒီအမျိုးသမီးလေးဟာပညာတတ်အမျိုးသမီးဖြစ်ကြောင်းမှဖျားလို့ဘယင်ကြီးကိုကြားသမျှသတင်းကိုရှောက်တင်လိုက်ပါတယ်ဘယင်ကြီးကလည်းတက်သည့်ပညာမနေသာဆိုလိုအမျိုးသမီးအပေါ်မှာထင်ကြီးစေရောငငယ်ရွယ်ရွယ်နဲ့ချောချောလတ်လာလေးဆိုတော့သဘောတော်ကြပြီးနန်းတော်ကိုခေါ်လာကမိဖုရားမြောက်လိုက်ပါတယ်ဗျာ နန်းတော်ကို နောက်ကျမှရောက်လာတဲ့ခြေတော်သူမိဖုရားတစ်ပါးရဲ့အဖြစ်ဟာတကယ်တော့မလွယ်လောက်ပါဘူးတောသူမျိုးရောင်ဆိုးသလို သူ့အတွက်မြင်မြင်သမျှအရာတိုင်းဟာအံ့ဩမင်းတက်စရာ အထင်ကြီးလေးသားစရာတိမ်ငယ်ခြင်းများအပြည့်နဲ့ဖြစ်နေလောက်ပါတယ်နန်းတော်သူနန်းနန်းသားတွေကလည်းမိကလေးကလှတယ်ဆိုပေမဲ့တောစဉ်လေးဆိုတော့ကိုရမအထင်သေးတဲ့စကားတွေပြောနေလောက်မယ်လို့တွေးကြည့်မိပါတယ်။တော့ကခုမှရောက်စားဆိုတော့ ချင်းမူနန်းဟန်နေထီတုံနန်းတုံးနေမတီသွဲဘူးဆိုတော့တခါတလေမှာသူမရဲ့အပြုတ်မှုတွေသူမရဲ့အပြောဆိုတွေမှားတာတွေရိုင်းတာတွေရှိနိုင်တော့ပါတယ်။အဲဒီအမားတွေကိုကိုယ်ရမှာတယောလောင်ကြောင်ကြမယ်သူတွေလည်းရှိနိုင်တော့ပါတယ်။မိဖုရားကြီးတွေကလည်းမုံကိုသာဝေစားရင်ဝေစားမယ်။ဥကိုတော့ဝေမစားနိုင်မှုတွေဘာတွေလဲဖြစ်နိုင်တော့ပါတယ်။ဥဆိုတာဥဒနာမင်းကြီးကိုပြောတာပါ။တခြားရှောက်မတွေ့ကြပါနဲ့။ ။ဘယင်းကြီးစိတ်ဆိုးမှဆိုးလို့သာမပြောရဲပဲနေမယ်။မိဖုရားကြီးတွေကတော့မနှိမ့်မြို့တဲ့အကြည့်တွေမနှိမ့်မြို့တဲ့ပုံစံတွေတော့ပြလောက်ကြမယ်လို့တွေးကြည့်နေပါလေ။အဲ့ဒါလေးကြောင့်ဆောလာဝင်းဟာဘယင်းကြီးချင်းမင်းနဲ့ဆုလတ်စည်းစိမ်တွေကိုဆွတ်လို့ပြီးရွာပြန်ပြေးကျင်လောက်အောင်ထိဖြစ်လောက်မယ်လို့သူ့နေရာကနေစဉ်းစားကြည့်နေပါလေ။ဒါပေမဲ့ဆောလာဝင်းဟာငယ်ရွယ်ချောမောတဲ့တွက်လက်ချက်ချတယ်အကင်ပါတယ်အားလုံးနဲ့လိုက်ရောညီတွေဖြစ်အောင်ပေါင်းတဲ့တင်းတဲ့ ဟာတာညာရှင်နဲ့သူမရဲ့အကြီးမားဆုံးစွမ်းရည်ကတော့ဘီအန်ဂျီဖောက်ဦးရဲ့အကြိုက်ကိုတည်တာပါပဲဖောက်ဦးဆိုတာအသက်ရွာလုံးတဲ့အတွက်ဖောက်ဦးဥဒနာမင်းကြီးကိုပြောပြရခြင်းဖြစ်ပါတယ်ဆောလာဝဲဟာကြစ်တော်သူလေးဖြစ်ပေမဲ့အချိန်ကနအတွင်းမှာဘီအန်ဂျီရဲ့ချစ်ခင်အလေးပေးတာခံရပြီးနန်းနန်းလူနန်းနန်းသားတွေရောပညာရှိမတ်ကြီးတွေရော အားလုံးရဲ့အထင်ကြီးလေးစားခံလိုက်သူ ဖြစ်လာခဲ့ပါတယ် အဲ့ဒီချိန်ဟာရာသတင်ညာမှတ်ကြီးရဲ့ရင်ထဲမှာတရသူကိုမုံတီးတဲ့စိတ်လက်စားချေလို့တဲ့စိတ်တွေနဲ့အပြင်ကိုထုတ်မပြရဲတဲ့အာဃာတတွေတမြင့်မြင့်လောင်ကျွမ်းနေတဲ့အချိန်ပဲဖြစ်ပါတယ်အချိန်၃နာရီလောက်ကြာပြီးတဲ့အခါမှာဆောလာဝင်းရလဲနိုင်ငံမှာနေရတာအသားတကျရှိလာပြီးဘင်းကြီးရဲ့တက်တက်လို့ချစ်ခံရတဲ့အချိန်လဲရောက်ရှိလာခဲ့ပါတယ်ဒါတော့ဘင်းကြီးဟာပြားရိတ်ဆန်းခီးထွက်ဖို့အတွက်အကွက်ဆန်းနေထုတ်လာခဲ့ပါတယ် ဒလဘက်ကိုစုံစင်းပြီးဆင်းရဲသွားဖမ်းမယ်လို့ကြေညာလိုက်ပါတယ်။ဒီလိုလုပ်ကလေးပါမှလူကဲ့ရဲ့နေရာမဖြစ်မှမို့ဘင်းကြီးရဲ့အကွက်တွေဟာကြင်လေးစားကိုကောင်းပါနဲ့။ချားမိပြားတွေအားလုံးကိုနန်းတော်မှာပဲနေခဲ့ကြဖို့ပြောပြီးဆောလာဝန်တယောက်ကို ခေါ်ကာစစ်တီပိုးပါအနေငယ်နဲ့ဒလကိုထွက်လာခဲ့ပါတယ်။အဲ့ဒီသတင်းကိုကြားတော့နရတရားပတိဟာလူကြီးလေလေလို့ပဲပြောအောင်မှာပဲဖြစ်ပါတယ်။နန်းတော်မှာဆိုသူ့ဖခင်နာကပ်ဖို့မလွယ်တော့ ဒီနယ်ဘက်မှာဆိုတော့ခမဲတော်နဲ့အေးအေးဆေးဆေးစကားပြောလို့ရနိုင်ပါတယ်ဒီတော့သူ့ခွင့်ရအတွက်သူ့ဦးလေးဦးစင်းနဲ့အတူဒလဘက်ကိုဘူးမှမသိအောင် သူ့စီကနဲ့သူတိတ်တိတ်ကလေးလိုက်လာပါခဲ့ပါတယ်ဥဒနာမင်းကြီးဒလကိုရောက်ပြီးမကြခင်မှာပဲဆင်းရိုက်ဖန်ရင်ဆင်းရိုက်တိုက်ခိုက်တာခံရပြီးနိုင်ရဆန်းကံတော်ကုံတော်မူပါတယ်မင်းကြီးနိုင်ရဆန်းကံတော်ကုံတော်မူတော့နာရတရားပြိဟာဒလမှာရောက်ရှိပြီးဖြစ်နေပါတယ် နန်းတော်ရဲကတည့်ရသူနဲ့အမတ်ကြီးရဲ့သတင်းကလည်းကြားထားတော့သူ့အတွက်အခွင့်အရေးလေးများ ရှိနိုင်မလားဆိုပြီးအမတ်ကြီးစီကိုလည်းတွားရောက်ကြွေးဆုံခဲ့ပြီးပါပြီ။ယာသတင်ညာအမတ်ကြီးရဲ့လူသိအောင်မပြဝင်တဲ့အာဃာတွေအစွမ်းကုန်ပောက်ကွဲဖို့အချိန်ရောက်ရှိလာခဲ့ပါပြီ။နာရတရားပတိကလည်းသူ့ကိုလာတွေ့ထားပြီးပြီဆိုတော့သူ့ရဲ့အစီအစဉ်စတင်မှုကြံပါတော့တယ်။ဘရင်ကြီးရဲ့သာပနာအခမ်းအနားလုပ်ဖို့အကြောင်းပြပြီးနန်းတော်မှာကြံနေခဲ့တဲ့ တရားသူမသိအောင် နောက်လိုက်နောက်ပါ သစ္စာကံတွေရအောင်စတဲ့လှုပ်ရှားခဲ့ပါပြီတက်တာထဲမှာထက်သိမ့်ထားတဲ့ကွန်ဒရွေးနဲ့ထွေးခံရတဲ့ဝိယုံကို ထုတ်ပြပြီးတရားသူဟာဘယင်မဖြစ်ခင်ကတည်းကအဲ့လောက်မောက်မှရိုင်းပြနေရင်ဘယင်သာဖြစ်လာရင်တို့တော့နေရရှိမှာမဟုတ်ဘူးလို့ပြောပြီးဖီယုံလိုက်ပါတယ်မကြီးရဲ့အကြီးချင်းကိုယုံကြည်တဲ့အတွက်ဖီယုံလာလဲအောင်မြင်ခဲ့ပါတယ်နောက်တစ်ခုရှိတာက သူ့ဘယင်လို့ရင် အာနာသိနေဆိုပြီးနာမည်ပြအောင်မှဖြစ်တဲ့အတွက်ဘယင်တားတော်တစ်ပါးဖြစ်တဲ့နရတိဟပတိကိုဘယင်လိုခိုင်းမှုအစီအစဉ်ကို စတင်ပါတော့တယ်။သူဘယင်ဖြစ်ဖို့ကလည်းအဓိကအရေးမဟုတ်ဘူး။တည့်ရသူကိုပဲလက်စားချေချင်တာအဓိကဆိုတော့သူကြိုးကြိုင်လို့ရလောင်မဲ့ဘယင်ရဲ့တွေးနရတိဟပတိကိုငန်းတယ်မို့ထက်မြက်ပြီးတွက်လက်ချက်ချတဲ့စောလာဝင်းကိုတော့မိဘရဲ့ခေါင်ဖြစ်တင်မြောက်မယ်ဆိုတဲ့အကြံကို စတင်မာတော့တယ်။ဒါဆို သူတင်မြောက်တဲ့ဘရင်နဲ့မိဖုရားရဲ့လက်ထံမှာသူ့ရဲ့ဘုန်းကိုဩဇာဟာအရင်ကတည်းကပုံမှုထုံးလင်းတောက်ပလာပြီးပုံမှုကြော်ကြလာဆိုတဲ့အတွင်းနဲ့ပျော်နေခဲ့ပါတယ်။ဆောလာဝင်လဲဒီချိန်မှာစဉ်းစားရပြီ။သူ့ကိုမိဖုရားမြောက်တဲ့ဘရင်ကြီးကနိုင်ရစမ်းပြီဆိုတော့အထုတ်ကလေးဆွဲဇာတိရွာလေးကိုပြန်ပြီးစေအေးလူအေးပဲနေလိုက်ရမလား။မိဖုရားဖြစ်တာမကြသေးတော့သူ့ရွာအတွက်ဘာကောင်းကျိုးမှာ ဟုတ်ဒီပတ်တိမလုပ်ပြရသေးဘူးသူ့ရဲ့အကူအညီကိုမျှော်လင့်ဆောင်သွားနေကြတဲ့ရွာတကြီးနဲ့ရွာသူရွာသားတွေရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးမိတယ်လို့ဖြစ်သွားမလားဒါပေမဲ့ရွာပြန်လိုက်တာကသူ့အတွက်အန္တရာယ်ကင်းနိုင်တယ်နောက်တစ်မျိုးစဉ်းစားကြည့်ရင်မိဖုရဲ့ခေါင်းကြီးဆိုတဲ့ယာဒူးနဲ့တတိုင်းပြည်လုံးရဲ့အပူဇော်ခံဖြစ်အောင်နေရမလားအဲ့ဒါဆိုသူနဲ့သူ့ပတ်ဝန်းကျင်ကိုအရင်ကတည်းကအများကြီးအကျိုးပြုနိုင်တယ် ဒါပေမဲ့ဒီလောင်းကြီးဟာကြည်ကြီးတယ်ဆိုတော့တကယ်လို့များအမတ်ကြီးရာသတင်ညာရဲ့အကြံမအောင်ပဲတကယ်သူကနိုင်ရရှိသွားမယ်ဆိုရင်သူ့ဘာကြံရပါဆိုပြီးအ ਨੇ ဆုံးတော့သူ့တယောက်တည်းအသက်ခံရမယ်အများဆုံးကသူ့ရဲ့တစ်စိလုံးတစ်မျိုးလုံးထိပါသက်ခံရနိုင်တဲ့အထိဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုတွေးမိတာကမရတရားပရိအကြောင်းပဲဖြစ်ပါတယ်ဒါလမှတွေ့တော့သူ့ရဲ့အခြေအနေကို အကက်ကက်ကြည့်ရမှာတော့ တောက်တောက်ဆားဆားနဲ့အပျော်ပါမဲ့ပြီးသူတစ်ပါးရဲ့ခံစားချက်ကိုလည်းငားမလဲကိုကျင်းစားတတ်မဲ့ပုံလည်းမပေါ်ဆိုးတော့ပြည့်ရမှာလဲအစီတဝင်းဝင်းစားရမှာလဲတက်တက်ရှက်ရှက်ဆိုလိုဖြစ်နေခဲ့ပါပြီခမရတာစောလာဝင်နေရာမှာဆိုရင်ဘယ်လိုဆုံးဖြတ်မလဲဒါပေမဲ့စောလာဝင်ဟာပနတ်တဲ့ချက်ချာရဲ့အမတ်ကြီးနဲ့တရသူတို့ရဲ့အကြောင်းကိုနန်းတွဲမှာတစုံတစကြားပြီးသားဆိုတော့အမတ်ကြီးဘာလို့လဲဆိုတာကိုသူသိတယ်အမတ်ကြီးကဒီစီသမား သူပါပါမပါပါလုံမယ်ဆိုတာကိုလည်းသူသိတယ်။အမကြီးပဲမပါရင်လည်းအမကြီးကသူ့ကိုရှင်းပြနိုင်ရဲ့အနေရရှိတော့အမကြီးရဲ့အညိုတိတ်နဲ့ခံစားချက်ကိုလည်းသူချိန်မိတယ်။ဒီတော့ဆောလဝင်ဒီလိုဆုံးဖြတ်လိုက်တယ်။အမကြီးရဲ့အစီအစဉ်ကိုမနှောက်ယှက်ဘူး။သူမဟာအဲ့ဒီအစီအစဉ်အောင်မြင်မှုအတွက်တော့ကုညင်နိုင်ပါမရှိဘူး။အမကြီးအောင်မြင်ရင်သူ့အစီအစဉ်အတိုင်းလက်ခံမယ်။တကယ်လို့မောင်မြင်ခဲ့ရင်လည်းသူ့ပါမှကုညီထားတာမရှိတဲ့အတွက် သူ့ရှောင်းထွက်ဖို့ကယ်ပေါက်ခြံထားလိုက်ပါတယ်။ဒါသာတင်ညာမကြီးကလည်းသူ့စီရင်ကိုမနှောက်ယှက်ရင်ရပြီ။ကျန်တာတွေကိုသူ့အသက်နဲ့လောင်းကြီးထပ်ပြီးအာဃာတတွေကိုဖြေလျှော့အောင်မှမလို့သူ့အားလုံးကိုစီစဉ်နိုင်တယ်။အားလုံးဒီပါလေအစီတနကြပြုလုပ်ပြီးပြီ။သူ့ကိုယ်သူလည်းသူယုံကြည်တယ်။မထင်မှတ်ထားတဲ့အမားလေးတစ်ချက်တောင်အဖြစ်ခံလို့မရဘူး။တည်ရသူတန်ရဝင်သွားရင်စစ်ပွဲတွေဖြစ်ကြမယ်။စစ်တီရဲမှတ်တွေတည်ကြည်ကြရမယ်။ပြည်ရွာတွေပျက်စီးကြရမယ်။ ဒီတော့ဟာကွက်မရှိအောင်စီစဉ်တယ်အဲ့လိုနဲ့တရားသူကိုခမဲတော်ရဲ့အလောင်းတော်ကိုနောက်ဆုံးဂါရဝပြုဖို့အတွက်ဒလကိုပင့်ဖိလိုက်တယ်တရားသူလည်းတန်ရမရှိပဲဒလကိုနောက်လိုက်နောက်ပါအနေငယ်နဲ့ပဲရောက်လာခဲ့ပါတယ်တရားသူ ဖောင်တော်ဘောကဆင်းပြီးအမတ်ကြီးစီစဉ်ထားတဲ့ဝေါ်ယမောတက်လိုက်သွားပါတော့တယ်သူရဲ့နောက်လိုက်နောက်ပါလေးအတွက်လဲမကြီးနေရချပဲထားတဲ့သူတွေကပဲအဲ့ခံပြီးအာယုံလွှဲထားလိုက်ပါရဲ့ ရဲ့သူဟာယာသတညာဆင်ထားတဲ့အကွက်ထဲကို တန်တက်မမှဝင်လာပြီးကြက်ကလေးငယ်ကလေးဖမ်းသလိုဖမ်းပြီးအကွက်မြခံလိုက်ရပါတယ်။အရာအလုံးဟာလည်းယာသတညာစီစဉ်ထားသလိုကွက်တီဖြစ်ပြီးဘယ်စစ်တီရဲမက်တွေရဲ့မှာတွေးမြင်မကြဘဲအာဃာရတွေအမုန်းတရားတွေရဲ့စိတ်တော်မှုနဲ့လှလှပပကလေးသားချနိုင်ခဲ့ပြီ။ဒီကစားပွဲမှာယာသတညာအမတ်ကြီးရဲ့အမုန်းတရားကနေသူ့လက်အကြီးကြီးရရှိသွားတဲ့သူကတော့မင်းခွေချေးလို့ခေါ်တဲ့ နန်းထဲမှာဘဒုမအရေးလုံးမခံခဲ့ရတဲ့မရတရားပတိနဲ့စောလာဝင်းကိုခေါ်တဲ့မိဖုရားဖွားစောသူပဲဖြစ်ပါတယ်။ရတတင်းရအမတ်ကြီးလဲသူ့လူချင်းနဲ့ရွသေးဘရင်နဲ့မိဖုရားကိုရတယ်လို့သူ့မာနကိုခြံနေခဲ့တဲ့တည်ရသူကိုလဲဂလဲသားချိန်နိုင်ခဲ့လို့သူလဲအထိုက်လျောက်အငန်ရရှိခဲ့တယ်။ ဒီဘူးလေးမှာတော့အနစ်ချုပ်သုံးသက်ချက်အနေနဲ့ခေါင်းဆောင်လုပ်မဲ့သူဟာဘလောက်ပဲဩဇာအာဏာကြီးမားတဲ့သူဖြစ်နေပါသေးကို့လက်အောက်ကသူတွေရဲ့ခံစားချက်သူတို့တွေရဲ့တံမိုးထားမှုသူတို့တွေရဲ့ဖြစ်တည်မှုကို အလေးထားရမှာဖြစ်ပါတယ်ကို့ကိုတံပြန်လာမဲ့သူတို့ရဲ့စိတ်ကူးတွေကိုလည်းကြိုတင်ကာကွယ်တွက်ဆထားဖို့လိုအပ်ပါတယ်ကိုတယောက်တည်းတော်နေုံနဲ့မရသလိုကို့ရဲ့အကြီးချင်းကို အမှန်တကယ်လေးစားယုံကြည်ပြီးကိုယ့်ရဲ့ခေါင်းဆောင်မှုနောက်ကိုလိုက်မယ်အမာခံ follower တွေလည်းရရှိဖို့လိုအပ်ပါတယ်နေရာတစ်ခုရောက်ဖို့ဆိုရင်ကိုယ့်ရဲ့အတာချက်အားနည်းချက်ရှိရမှာနောက်လိုက်နောက်ပါတွေရဲ့အင်အားဟာကိုယ့်ရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးနိုင်တယ်လို့လည်းသင်ခန်းစာပေးသွားပါတယ်နောက်ဗီဒီယိုမှာနရတိယပတိမင်းကြီးလက်ထက်ဘာကြောင့်ဗကန်အင်ပါယာနိုင်ငံတော်ကြီး ပြိုကွက်သွားရတယ်ဆိုတဲ့အကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ